င်္ဂလာပါခင်ဗျာ ERR တိုင်းသတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးတည်ပညာပေးကဏ္ဍကနေကြိုဆိုလိုက်ပါရခင်ဗျာဒေါက်တာမိုးသိန်းနေရေးသားခဲ့တဲ့မီးရဲ့သွေးဆုံးကင်ခြင်းကျမ်းမာရေးတည်ပညာပေးဆောင်မကိုအတန်လွှင့်တင်ဆက်ပေးပါမယ်အမျိုးသမီးတွေရဲ့ဘဝမှာပြိုပေါ်ဝင်ခြင်းကို ကြုံရသလိုမျိုးပဲမီးရသွေးဆုံခြင်းမီနိုပေါ့စ်ဒီလည်းပဲအချိန်တန်လျင်ကြုံလာရမယ့်တဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။မိမသားတို့ရဲ့ဘဝတစ်ခွေအပြောင်းအလဲကာလတစ်ခုသာဖြစ်ပြီးယောဂတစ်ခုမဟုတ်ပါဘူးခင်ဗျာ။ဒါကြောင့်ကျမ်းမာရေးအသိပညာဖြင့်ကြိုတင်ပြင်ဆင်ထားကမီးရသွေးဆုံခြင်းခြင်းကိုဖျက်တမ်းနိုင်ပါတယ်။မီးရသွေးဆုံခြင်းမီနိုပေါ့စ်အမျိုးသမီးတာအုပ်အိမ် ovary မှာတာအုပ်ကြွေခြင်းဖြစ်စဉ်အတွက်အရေးပါတဲ့တရေသားဖြစ်လာမဲ့ တာဥတွေကိုမျိုးဆက်ပွားဖို့အတွက်လှဆင် ထုတ်လုပ်ပေးနေရပါတယ်။ဓမ္မရာဆဝန်းထိညိပေးဖို့အမျိုးသမီးဟော်မုန်းအီစထရိုဂျင်နဲ့ပရိုဂျက်စတရုန်းတို့ကိုလည်းထုတ်ပေးရပါတယ်။တာဥလည်းမမမကြွေပဲအမျိုးသမီးဟော်မုန်းထုတ်လုပ်မှုလည်းတိတိတသာကျဆင်းသွားပြီးတော့ဓမ္မရာယာတိဆဝန်းလည်းအချိန်မမှန်တော့တဲ့အခါမိရဲ့သွေးဆုံခြင်းအစပြုပါပြီ။ရာသီသမရာသွေးနောက်ဆုံးလာပြီးတော့12လဆတိုက်လုံးဝမပေါ်တော့ပါက ဆေးပညာအရမိရဲ့သွေးဆုံမီလို့သတ်မှတ်ပါတယ်မြမမျိုးသမီးအများစုကအသက်45မှ55နှစ်အတွင်းသွေးဆုံကိုင်လေးရှိပါတယ်ထို့သောမျိုးယူလူနေမှုပုံစံနဲ့ကျန်းမာရေးအခြေအနေတို့ပေါ်မူတည်ပြီးတော့အသက်45နှစ်ထက်ဆော့၍သွေးဆုံနိုင်သလိုအသက်60နောက်ပိုင်းမှသွေးဆုံခြင်းများလည်းကြုံရတတ်ပါတယ်မိရဲ့သွေးဆုံခြင်းဆိုတာနေခြင်းညခြင်း ရုတ်တရက်ထဖြစ်လာတာမဟုတ်ဘဲခန္ဓာကိုယ်ကအပြောင်းလဲကာလတွေကို အဆင့်ဆင့်ဖြန့်တန်းရပါတယ်။တွေ့ဆုံကဏ္ဍီကာလမိရဲ့တွေ့ဆုံကာလတွေ့ဆုံပြီးနောက်ပိုင်းကာလဆိုပြီးတော့၃မျိုးခွဲခြားနိုင်ပါတယ်။တွေ့ဆုံကဏ္ဍီကာလပယ်ရီမီနိုပိုဟောဆိုတာတွေ့မဆုံးမီနှစ်အနေငယ်အလိုမာတွေကစတင်လေးရှိပြီးယာတီဆက်ဝင်မမှန်ခြင်းယာတီသွေးပမာဏအပြောင်းလဲဖြစ်ခြင်းတို့ဖြင့်ခန္ဓာကိုယ်ကတုံ့ပြန်ပါတယ်။တွေ့ဆုံကဏ္ဍလက္ခဏာအများစုကိုဒီချိန်ကာလမှာစပြီးကြုံရပါပြီ။ မီးရက်သွေးဆုံးကာလမီနိုစပော့ဆိုတဲ့အချိန်ကာလကတော့ရာသီသွေးလုံးဝမပေါ်တာ၁၂လပြည့်ချိန်ကိုခေါ်ဆိုတာဖြစ်ပါတယ်။သွေးဆုံးပြီးနှောင်းပိုင်းကာလ post menopause ဆိုတာကတော့သွေးဆုံးပြီးနောက်ဘဝတစ်ချောင်းလုံးမှာသွေးဆုံးခြင်းနဲ့ဆက်စပ်တဲ့ကျန်းမာရေးအခြေအနေတွေကိုကြုံရတဲ့ကာလပဲဖြစ်ပါတယ်။သွေးဆုံးမီးရက်လက္ခဏာများသွေးဆုံးကင်တဲ့အခါခံစားရတဲ့အခြေအနေတွေကအမျိုးသမီးတုံးတဲ့တူနဲ့ ထပ်တူမကြနိုင်ပါဘူးအဖြစ်များတဲ့သွေးဆုံမိရဲ့လက္ခဏာတွေကိုတော့အမျိုးသမီးတွေမှာသွေးဆုံကင်ချိန်မှာကြုံတွေ့ရတာပါတယ်ခန္ဓာကိုယ်ရုပ်တရက်ပူနွေးလာခြင်း hot flash မျက်နှာလေပင်ရင်မတ်တို့မှာယုတ်တရက်ပူချိန်လာပြီးနီမြန်လာခြင်းကိုပူလာလိုက်ဣလာလိုက်ဖြစ်ခြင်းချွေထွက်ခြင်းတို့ဖြစ်ကြပါတယ်ညာအိမ်နေစဉ်ချွေထွက်များခြင်းချွေများဆူရွှဲ၍ပြန်အိပ်ရခတ်လာခြင်းတို့ကိုကြုံရပါတယ် အိမ်မပြောခြင်းနဲ့အိပ်စက်မှုပုံစံပြောင်းလဲခြင်းတောင်ကိုလည်းရင်ဆိုင်ရပါတယ်။ညဘက်ချွတ်ထွက်တာကြောင့်အပြင်စိတ်အပြောင်းလဲများခံစားရတာကြောင့်အိပ်ပျော်ရန်ခက်ခဲခြင်းလုံးဝအိပ်မပျော်ခြင်းနိုးကျနေခြင်းများဖြစ်ရပါတယ်။ယာတိဓမ္မတာမမှန်ခြင်းယာတိလာရက်များနီးကပ်သွားခြင်းကျဲသွားခြင်းတွေးဆများခြင်းနေသွားခြင်းကာလကြာရှည်တွေးဆခြင်းနဲ့လာနဲ့ချီ၍ ယာတိမလာတော်ခြင်းများလည်းကြုံတွေ့ဖြစ်ပေါ်နိုင်ပါတယ်။မူလန်ချောင်း၆တွေ့ခြင်းပြဿနာကိုလည်းတွေ့ရများပါတယ်။အီစထရိုဂျင် မိမဟော်မုန်းနဲ့သွားတာကြောင့်မူလန်ချောင်းနေရံများပါးလွာ၆တွေ့သွားတာကြောင့်လည်းချစ်မှုရေးရမှာ နာကျင်ခြင်းစိတ်မတက်မတာဖြစ်ရခြင်းများကြုံတွေ့ခံစားရပါတယ်။လိန်စိတ်ဆန္ဒလည်းယုံနေသွားတတ်ပါတယ်။ အမျိုးသမီးအလှပပြဿနာတွေဖြစ်တဲ့သပင်ကျွတ်ခြင်းအသားရေ၆သွေးခြင်းကိုယ်လေးချိန်တက်လွယ်ပြီးခန္ဓာကိုယ်အချိုးအစားပြောင်းလဲခြင်းခါရင်အစီအိုများဆူလာခြင်းစတာတွေကိုခံစားရပါတယ်။ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်တဲ့ရင်တုံခြင်းခေါင်းကိုက်ခြင်းအဆင့်မြင့်ကိုက်ခဲခြင်းတို့အပြင်စိတ်အတက်ကြမြန်ခြင်းအလွယ်တကူစိတ်တူဒေါသထွက်လွယ်ခြင်းစိတ်ထက်ကြခြင်းစိုးရိမ်ပူပန်မှုရခြင်း အာယုံစူးစမ်းရခက်ခဲခြင်းနဲ့သတိမရွယ်ခြင်းကဲ့သို့ပြဿနာတွေလည်းကြုံတွေ့ရပါတယ်။အီစထရိုဂျင်ဟော်မုန်းကနှလုံးနဲ့အယိုးကျန်းမာရေးအတွက်အရေးပါတာကြောင့်သွေးဆုံးပြီးနောက်ပိုင်းမှာအယိုးဘွားရောဂါ osteoporosis နှလုံးနဲ့သွေးရောရောဂါများလိဖြတ်ခြင်းအန္တရာယ်နဲ့စီလံချောင်းကျန်းမာရေးပြဿနာများကိုလည်းကြုံတွေ့ရင်ဆိုင်ရတတ်ပါတယ်။သွေးဆုံးကင်မီချိန်ပြောင်းလဲနေထိုင်တဲ့စားတောက်မှုနေထိုင်ပုံစံ ထုံးတဲ့ကယ်လ်ဆီယမ်နဲ့ဗိုက်တာမင် D ကျွဲဝါးတဲ့အစားအသောက်တွေဖြစ်တဲ့နှုတ်နဲ့နှုတ်ရပစ္စည်းများပဲပိဇက်တိုဖူပဲနှုတ်ပဲပုတ်ငါတို့ကိုစားသုံးပေးခြင်းဖြင့်အယိုးကျမအရေးကိုအထောက်အပံ့ပြုပါတယ်တတိဟင်းသီးဟိရွက်နဲ့အမြင့်တဲ့ကျွဲဝါးတဲ့အစားအစာတွေကိုလည်းများများစားပေးသင့်ပါတယ်အစီများသောအငံများသောအချို့များသောအစားအစာတွေကိုတတ်နိုင်သမျှလျှော့စားပါ ပုံမှန်ကိုလက်လှုပ်ရှားမှုပြုလုပ်ဖို့အတွက်ပြင်းရတတ်တဲ့မြန်မာလူမျိုးတွေအတွက်တပတ်လျင်အနည်းဆုံးတော့၃နာရီလောက်လမ်းတွတ်တွတ်ရှောက်ကြဖို့အကြံပြုလိုပါတယ်။လုံလောက်စွာအနားယူအိပ်ဆက်ခြင်းကိုလည်းသွေးဆုံးကိုင်အမျိုးသမီးတို့ကိုအတွက်လေးပေးတယ်ပါတယ်။အိပ်ချိန်မှန်မှန်ထားရှိပြီးတညလျင်9နာရီမှ10နာရီအထိအိပ်ဆက်အနားယူပါမအိပ်မီကဖိန်းထပ်ပါတဲ့ကော်ဖီနဲ့ရက်အဖျော်ရမကာတွေကိုရှောင်ပါကွန်ပျူတာနဲ့ TV အသုံးပြုတာဖုန်းသုံးတာတွေကိုရှောင်ကျင်ပါ screen time အလင်းမြတ်မျက်နှာပြင်ကိုရှည်ရှည်ထွေးထွေးခြင်းကြောင့်မျိုးလုံးနဲ့တကွအုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုပါထိခိုက်တာကြောင့်ဆင်ကျင်ပါစိတ်ဖိစီးမှုလျှော့ချရန်အတွက်တရားထိုင်ခြင်းယောဂကျင့်ခြင်းအသက်ပြင်းပြင်းရှူလေ့ကျင့်ခန်းလုပ်ခြင်းစွန်းပါကခြင်းတခြင်းဆိုခြင်းပကြီဆွဲခြင်းဝါသနာပါရာ အိမ်တွင်းလက်မှုပစ္စည်းများဖန်တီးခြင်းတွေကိုလည်းလှုပ်ဆောင်နိုင်ပါတယ်။ဆက်လိတ်နဲ့အရက်ကြောင့်သွေးဆုံခြင်းလက္ခဏာများကိုပုံမဆိုးရစေတဲ့အပြင်နှလုံးရောဂါနဲ့အယိုးပွားရောဂါအနေကိုပါမြင့်တက်စေနိုင်တာကြောင့်စင်ကြယ်ရပါမယ်။သွေးဆုံခြင်းလက္ခဏာများကနေ့စဉ်လူနေမှုဘဝကိုအလွန်အမင်းအနှောက်ယှက်စေပြီးရာသီသွေးမမှန်မှုများအလွန်ကျွံဖြစ်လာတတ်တာကြောင့်စိတ်ကြကြဆင်းမှုပြင်းထန်လာပါကအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ကျန်းမာရေးဝန်ထမ်းတွေ ဆရာဝန်တွေကိုပြတာတိုင်ပင်ဆွေးနွေးဖို့အကြံပြုပါတယ်။လိုအပ်ပါကဟော်မုန်းအစားထိုးကုထုံး Hormone Replacement Therapy HRT နဲ့အခြားသောဆေးဝါးများဖြင့်ကုသမှုခံယူခြင်းဖြည့်စွက်အာဆီများညွန်ကြားကုသခြင်းတို့ကိုခံယူနိုင်မှာဖြစ်ပါတယ်။သွေးဆုံးကင်ပြီးမှသွေးပြန်ဆင်းလာတဲ့အခြေအနေဆိုတာအမျိုးသမီးမျိုးဆက်ပွားအင်္ဂါတွေကင်ဆာရောဂါတွေနဲ့ဆက်ဆက်မှုရှိနေတာကြောင့်သွေးဆင်းခြင်း ်တချိန်ကြုံများဖြင့်တာဖွားမိရဲ့ဆရာဝန်ကျမ်းမာရေးစောင့်ရှောက်ပေးသူဆရာဝန်များထံမဖြစ်မနေတွားရောက်တိုင်ပင်ပြသတင်ပါတယ်အမျိုးသမီးတိုင်းကြုံရမယ့်မီးရဲ့သွေးဆုံးကင်ခြင်းတဘာဝဖြစ်စဉ်ကို နားလည်ပြီးရင်ဆိုင်ကြုံတွေ့နေရသူတွေကိုဖေးမှကူညီကြဖို့တိုက်တွန်းပါတယ်။ Yari Times Media သတင်းမီဒီယာမှာနောက်တစ်ပတ်မှာကျမ်းမာရေးဆောင်မအနေနဲ့အတက်ယောဂအကြောင်းကိုဖော်ပြပေးမှဖြစ်တာကြောင့်စောင့်မျှော်ကြပါအောင်ခင်ဗျာ။ စာဖတ်ပရိသတ်များအားလုံးလည်းကျမ်းမာခြင်းဒုက္ခတွေနဲ့ပြည့်စုံကြပါစေ။ကျမ်းမာရေးသိပညာပေးကဏ္ဍပရိပခကာလာတွင်ရှင်သန်နေထိုင်ခြင်းမိရဲ့သွေးဆုံကိုင်ခြင်းကျမ်းမာရေးဆောင်မှာ AR times စေအနာသိမှုကြောင့်မနိုင်ငံတိုင်းဖြစ်ပေါ်နေတဲ့ပြိပခကာလအတွင်းပြည်သူများကြမ်းမာစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက်ပြိပခကာလအတွင်းရှင်သန်နေထိုင်ခြင်းကြမ်းမာရည်သိပညာပေးအစီအစဉ်ကို ARD တိုင်းသတင်းဌာနအနေဖြင့်အပတ်စဉ် တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကကျမ်းမာရေးအသိပညာများရောက်နိုင်ကြောင်းတရင်ကောင်းပါအပ်ပါရခင်ဗျာ။